ွာဘတ်တော်ဒီဟောလားဒူဒူဒီအေးအဲ့ဒါကြောင့်မို့တောထွက်လာကြတယ်တောထွက်ပြီးတော့သူဝိဇ္ဇာထားတဲ့ဝိဇ္ဇာတွေအလုံးကိုချို့သူတွေကိုပေးဘုစုပေးလိုက်လေသေကြလို့လားအဲသေကြပါတယ်ဟုတ်လားနော်မောင်စံကိုပေးလိုက်တယ်မောင်စံရော့မင်းဒါတွေယူပြီးတော့နန်းတော်ကိုပြန်ငါတောထွက်တဲ့အကြောင်းပြောလိုက်တော့ဆိုပြီးတော့မောင်စံကနန်းတော်ကိုပြန်ခဲ့ ဒီဘက်ကတယောက်ထဲကြံနေခဲ့တဲ့ဖရာလောင်းဘယ်ကိုခီးဆက်သွားဇူရီစီကိုခီးဆက်သွားသင်္သာဝကင်၅ဦးစီကိုခီးဆက်သလားမဆက်ဘူးလားမဆက်သေးပါဘူးလို့ဖြစ်ဟောလားမဆက်သေးဘူးဟောလားဘဇူရီစီကိုသွားလဲအာလာရစီကိုသွားတယ်အာလာရစီကိုမသွားဘူးလားအာလာရကတာမန်ယတိမဟုတ်ဇံပနစင်ရ90ဆင့်အထိရထားတဲ့ယတိ အဲ့ဒါကြောင့်ဆရာလိုက်ပြီးတော့ရှာလိုက်တဲ့အခါကျတော့ဒီပုဂ္ဂိုလ်တော့ဇန်နေရထားတာပဲဟုတ်ပြီသူစီကိုဝင်အားထုတ်ကြည့်လိုက်တယ်သူလည်းပဲဇန်90စင့်ဒီရသွားနော်ရသွားတဲ့အခါဘာမြဲရစရာရှိသေးလဲလို့ဆက်ပြီးတော့သုံးသန်းကြည့်တယ်ရစရာရှိသေးလားကဲမရှိတော့ထားခဲ့ထားခဲ့ပြီးတော့နောက်ထပ်သူစီသွားဥဒကယသိစီကိုသွားဥဒကယသိကျတော့ဇန်90စင့်ရထားတဲ့ယသိ သူကတဆင့်ပို့တယ်ရှစ်ဆင့်ရထားတာသူစီကိုလည်းဝင်ပြီးတော့ခဏလေးဝင်ပြီးတရားအထုတ်လိုက်တယ်ရှစ်ဆင့်ခဏလေးရတော့ရသွားတဲ့နောက်ပိုင်းညသူစီဘာရစရာရှိသေးသလဲလို့ဆက်ပြီးတော့ကြည့်ကြည့်လိုက်တယ်ရှိသေးလားမရှိပါဘူးအဲ့ဒါကြောင့်သူတို့ကိုထားခဲ့ပြီးဘယ်ကိုခီးဆက်ရောက်ပြီပင်စားဝကင်၅ဦးဟုတ်လားနော်ပင်စားဝကင်၅ဦးတို့စီကို ရောက်တယ် သင်္သဝကိ၅ဦးတည်းမဲ့ထူးထူးခြားခြားပုဂ္ဂိုလ်တယောက်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူတဲ့တော့ရှင်ကွန်တင်ညာရှင်ကွန်တင်ညာနဲ့ဖရာလောင်းနဲ့ဘယ်သူကစတော်ထွက်ဘယ်ခြင်းကစတော်ထွက်သွားလဲဟုတ်လားသိတ္တထမင်းသားလေးမွေးလာတဲ့အခါကျတော့ဗီရင်ဟောခိုင်းနေနော်ဗီရင်ဟောခေါ်ရောငါရဲ့သားလေးကိုကြည့်ပြီးတော့မင်းတို့လက္ခဏာဖတ်ကြစမ်း အသက်ကြီးလာရင်ဘယ်ပုဂ္ဂိုလ်မျိုးဖြစ်မလဲအဲ့လိုပြောလိုက်တဲ့အခါကျတော့စစ်ဆေးကြည့်လိုက်စစ်ဆေးကြည့်လိုက်တော့တဖွဲ့ကပြောတာကစကားနှစ်ခွန်းပြောတယ်ဘာနဲ့ဘာပြောစကြဝဠာမင်းဖြစ်လိမ့်မယ်နောက်တူကနောက်ဘာပြောသေးလဲအေးအဲ့ဒါကတဖွဲ့ကနေပြောလိုက်တယ်နောက်တဖွဲ့ကကြတော့ပြောတယ်တဖွဲ့ကတယောက်သေးဘယ်သူကပြောလဲ ဝန္တညာလို့ခေါ်တဲ့ပုံနာကပြောတယ်တလုံးနဲ့ပဲပြောလိုက်တယ်ဒီပုဂ္ဂိုလ်သည်ဤကံစင်စစ်ဖျားဖြစ်လိမ့်မယ်တဲ့ဘာဖြစ်လိမ့်မလို့အဲ့လိုဆိုတော့ကဲဟုတ်ပြီဒီပုဂ္ဂိုလ်တော့မထွက်ခင်ငါဂျိုထွက်တာကောင်းတယ်ဆိုပြီးတော့ဘဇူဝစတော့ထွက်ခဲ့လေရှင်ကွန်းညာကတော့ထွက်ခဲ့တယ်အဲ့ဒါကြောင့်ပင်စားဝကိငါဦးထဲမှာခေါင်းဆောင်ကဘဇူဖြစ်နေလေရှင်ကွန်းညာဘုရားလောင်းလဲကြွလာရောသူတို့ကဘာလုပ်ကြလဲ ခီဦးကြိုဆိုကြတယ်ကျွန်ုပ်တို့စောင့်နေတာကြာပါပြီကဲကြွပါဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ပြည်စုကြဆုံးကမထွက်ခိုင်းမဲနဲ့ကျန်တဲ့ပုဂ္ဂိုလ်များကဆုံးခံပြီးတော့သူ့ကိုကြွေးတယ်သူကတရားအထုတ်တယ်ဘုရားပြည့်ရလားမရဘူးနောက်ပိုင်းစားလို့နဲ့ဒူတယ်ဆိုပြီးတော့အစားတော့ကိုဖြတ်ပလိုက်တယ်ဖြတ်ပြီးတော့အထုတ်ကြည့်တယ်တရားရလားအဲ့ဒါမျိုးစားတော့ဖြတ်ပြီးတော့အထုတ်တဲ့ နစ်ကိုဓမ္မစက်ကဗုဒ္ဓနာတုတ်သေးမယ်ပြောထားတယ်ဘာအစွန်းလဲလို့ဘာအစွန်းဓမ္မစက်ကြရလားဟာလဲအစွန်းနှစ်ပါးမရှိဘူးလားဒွေမေဘိခဝေအန္တာပပစီဒေနာနသေဝိတ္တပါမရှိဘူးလားအစွန်းနှစ်ပါးရှိပါတယ်တရားဒုကိုင်းဆိုအိမ်ဖိအစွန်းနှစ်ပါးရှိပါတယ် ပါဠိလဲပြောရင်ကာမတုခန္ဓိကနုယောဂဆိုတဲ့အစွန်းရဲ့အတ္တကိလမထာနုယောဂဆိုတဲ့အစွန်းရဲ့ဆဲအင်ဒဲဂျင်နဲ့ဆဲမော်ဒီဖီကေးရှင်းနှစ်ခုရှိတာနော်မရှိဘူးလားအေးဒီဘက်ကကာမဂုဏ်ကြီးတဲ့လိုက်စားနေရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကြီးဖျားဖြစ်နိုင်ရဲ့လားကိုယ်ကိုယ်ကိုညှင်းဆဲပြီးတော့ဆဲမော်ဒီဖီကေးရှင်းသိပ်ပြီးတော့လုပ်ရင်ခန္ဓာကိုယ်ကြီးကိုညှင်းဆဲနေတဲ့ပုဂ္ဂိုလ်လည်းပဲဖျားဖြစ်နိုင်ရဲ့လား အဲ့ဒီအစွန်းနှစ်ပါးကိုဖရာရှင်ကိုရောမြတ်ကသူဖရာဖြစ်ပြီးတော့ဟောတဲ့ဓမ္မစက္ကကြာတုတ်ထဲမှာမပါဘူးလားပါတယ်ဓမ္မစက္ကတုတ်ပြီးဖရာရှင်ကိုရောမြတ်ပထမဦးဆုံးဟောတဲ့တရားဘောရဘာသာရဲ့အနှစ်သာရဖြစ်တဲ့တရားမလိုက်တဲ့အစွန်းတွေကိုပြောမထားဘူးလားအစွန်းဘာစွန်းနဲ့ဘာစွန်းမလိုက်ရဘူးလေကာမတုခ္ခန္တိကနုယောကမြန်မာလိုပြောတော့ဘာအကျင့် ကာမဂုဏ်ကိုလိုက်စားပြီးတော့နေတဲ့အကျင့်ရဲ့နောက်တစ်ခုကခန္ဓာကိုယ်ကိုညှင်းဆဲနှိပ်စက်တဲ့အကျင့်ဒီအကျင့်နှစ်ခုမရှိဘူးလားအဲ့ဒီအကျင့်နှစ်ခုနဲ့မိမိကနေပြီးတော့ကျင့်သုံးနေတယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဖရာဖြစ်ရောက်နိုင်ရလားအေးဖရာဖြစ်အဲ့ဒီပုဂ္ဂိုလ်ဒီမရောက်နိုင်ဘူးတဲ့ဖရာဖြစ်မရောက်နိုင်တဲ့အတွက်ကြောင့်ဖရာက ပြောထတာဘာလို့ဆိုရင်ဒီအစွန်းနှစ်ပါးကိုရှောင်ဆိုပြီးတော့ကြားထဲကစနစ်ကိုတီထွင်ပေးတယ်အဲ့ဒါဘာစနစ်ဘာစနစ်လဲတော့မဇ္ဈိမာပฏิပဒာမဇ္ဈိမာပฏิပဒာဆိုမြန်မာလိုဘာပြောအလဲလဲလံလဲမစ်တဝေးနော်မစ်တဝေးဆိုတာဘယ်ဘက်အစွန်းလဲမလိုက်ရအောင်လဲကာမဂုံစွန်းဘက်လဲမလိုက်နဲ့ အတ္တကိလမသာအစွန်းလည်းမလိုက်နဲ့မစ်တဝီကလျှောက်ပါအလေလန်းကလျှောက်ပါတဲ့ဘာလန်းကလျှောက်ရမလဲလောကသားတွေလိုက်ပြီးတော့ကြည့်ရင်အလေလန်းလျှောက်ဖို့ရအရေးကြီးတယ်ဘာလန်းလျှောက်ဖို့လဲအလေလန်းလျှောက်ဖို့ရအရေးကြီးတယ်အလေလန်းလျှောက်တဲ့ပုဂ္ဂိုလ်ကအဖြစ်အပျက်ကို ကြုံလာရင်လည်းပဲခံနိုင်ရရှိမရှိဘူးလားဒုက္ခနဲ့တွေ့ရင်လည်းခံနိုင်ရရှိတယ် လုပ်ငန်းလုပ်ရင်လည်းအောင်မြင်မှုရတယ်။ကဲဥပမာဖြင့်လုပ်ငန်းကိုအောင်မြင်ခြင်းလွန်အားကြီးပြီးတော့တအားကြီးအစွန်းရောက်ပြီးတော့ကျင့်သုံးလိုက်ရင်ဘယ်အစွန်းရောက်ပါမလဲ။အတ္တကိလမထလူယောကရောက်မသွားဘူးလား။ရောက်သွားလိမ့်မယ်။ဘာမှမလုပ်ခဲနဲ့ပြင်းကြီးပြီးတော့စည်းစိမ်မဲ့ခံစားနေဘယ်အစွန်းရောက်မလဲ။ကာမဒုက္ခလိကလူယောကဆိုတဲ့အစွန်းကိုရောက်မယ်။အဲဒါကြောင့်လောကအကြောင်းသားဖြစ်တဲ့ပုဂ္ဂိုလ်လည်းပဲဒီအစွန်းနှစ်ခုကိုသာရှောင်း။ အောင်မြင်မှုမရနိုင်ဘူးလားစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်လည်းဒီအစွန်းတစ်ခုကိုသာရှောင်အောင်မြင်မှုမရနိုင်ဘူးလားကဲအเจ้าသားဖြစ်တဲ့ပုဂ္ဂိုလ်ကသိပြီးတော့မိဘကစီးစဉ်ဥစ္စာရှိလို့ဇိမ်ခံနေတဲ့အเจ้าသားထူးထူးချွန်ချွန်အောင်နိုင်ရဲ့လားမအောင်နာပေးကြလေအေးအဲ့ဒါကကိုကအောင်ညင်သောအကြည့်ပြီးသိပြီးတော့ခန္ဓာကိုယ်ကိုညှင်းဆဲနှိပ်စက်ပြီးတော့နေရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒီအောင်မြင်မှုရနိုင်ရဲ့လားမရဘူးအဲ့ဒီကြားကဘာလို့လိုက်ရမေတ္တဝေကိုလိုက်ရဘာလို့လိုက်ရမလဲ မစ္စည်းမပฏิပရာလမ်းစဉ်ကိုလိုက်ရမယ်။သိတ်လည်းမပြင်းထန်နဲ့။သိတ်လည်းမပြော့လွန်းနဲ့။လုံးလုံးမရဘူးလား။အေးအဲ့ဒီတိုင်းသွားရမယ်။အဲ့ဒါကြောင့်မို့လောကမှာဘုရားသာသနာနဲ့တွေ့တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဒီသာသနာရဲ့တန်ဖိုးကိုနားလည်ရမယ်။ဘာလို့နားလည်ရမလဲ။သာသနာရဲ့တန်ဖိုးကိုနားလည်ပေးရမယ်။အဲ့ဒီသာသနာရဲ့တန်ဖိုးနားလည်ဖို့ရအတွက်ဦးဇင်းတို့ကဘာလဲ